မင်္ဂလာပါရှင်ဇွန်လ3ရက်အင်္ဂါနေ့အတွက်ရှေးရုံရဲ့လှလှရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ရှေးရုံစီတွင်နေုံလားပြီအခမ်းအနားကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်လေးစုတပုံရှေးရုံစီတို့မြက်ကြီးရဲ့နေုံလားပြီမဟာသမယအခါတော်နေကိုဇွန်လ10ရက်တွင်ကျင်းပမှာဖြစ်ကြောင်းသိရပါတယ် နေုံလာပြီးမဟာသမယအခါတော်နှင့်ခန္ဓာကိုရှေဒဂုံစေရောဂောပကဖွဲကကြည်မူပြီးနနက်9နာရီတွင် ရှေဒဂုံစေရောမြတ်ကြီးအားအာယုံဆုံးကတ်လူပူဇော်ခြင်းနနက်6နာရီတွင်ရှေဒဂုံစေရောဩဝါဒစရိယဆရာတော်ကြီးများနှင့်ဆောင်းလျှောက်ရေးတန်ဃာတော်များအားအာယုံဆုံးကတ်လူပူဇော်ခြင်းလူပဲပစ္စည်းတို့ကိုလှူဒန်းခြင်းများပြုလုပ်မှာဖြစ်ပါသည် ကြပြင်နနက်6နာရီခွဲတွင်ရွှေဝန်စီတို့ရှင်မြင်တော်ပေါ်ရှိရှေးဟောင်ဗုဒ္ဓယူပွားတော်များတစောင်းတွင်မဟာသမယခါရုံးနေဆိုင်ရာတိမတ်ဖွဲ့ရများနာကြခြင်းနှင့်ရေသချအခမ်းအနားကိုကျင်းပမှာဖြစ်ကြောင်းလည်းသိရှိရပါသည်ရှင်။ဆလတင်ဆက်မဲ့တွင်ကတော့ဂီတာမျိုး Music City မြန်မာ Summer Camp 2025သင်္นานစဉ်ဖျော်ဖြေပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။ ဂီတာမျိုး Music City မြန်မာ Summer Camp 2025တင်နန်းစဉ်ဖျော်ဖြေပွဲနဲ့ပကြီးပြပွဲကိုစွန်လာတရကရန်ကုန်မြို့အမျိုးသားအကားဆက်ရုံမှကျင်းပကြောင်းသိရပါတယ်ကြေးပြပွဲကိုမနက်9:00နာရီကနေညနေ4:00နာရီအထိပြုလုပ်ခဲ့ပြီးဆရာဆရာမတွေရဲ့ပကြေးကားတွေအပါအဝင်တင်နန်းသားကလေးငယ်တွေရဲ့ပကြေးကားတွေကိုလည်းပြသထားပါတယ်။ ဂီတာမျိုး Music City မြန်မာ Summer Camp 2025တင်နာဆင်ဖျော်ဖြေပွဲကိုတော့မိုးလဲ2နာရီကနေ4နာရီအထိကျင်းပရာဂီတာမျိုး Music City မြန်မာရဲ့ Founder ထက်ဆင် Academy ဒီယာမိုးကနှုတ်ခွန်းဆက်စကားပြောကြပြီးပကြီဂီတာတရောပီယန်နိုသင်္นานသားသင်္นานသူအယောက်300ကျော်ကိုအတိအမတ်ပြုလက်မှတ်တွေပေးရကဂီတာဆရာဆရာမတွေအပါအဝင်သင်္นานသူသင်္นานသားတွေကဖြော်ပြတင်ဆက်ကြကြောင်းသိရပါရဲ့ရှင် နောက်ဆုံးတင်ဆက်ပေးမှာကတော့ခရီးသည်ရဲ့ပတ်စံအိတ်တင်ထားပြီးတဲ့ Wami S 98 2P7373 ကမှရေမောင်းကိုဂုဏ်ပြုတဲ့တင်ဖြစ်ပါတယ်။မေလ28ရက်နေ့ကတမိုင်ကနီတညင်ကုန်းလန်းစုံကကားစီတာကားပေါ်မှာပတ်စံအိတ်ကြကြံနေတာကြောင့်ပတ်စံအိတ်ထဲမှာငွေသား3သိန်းကျော်မှတ်ပုံတင်ရင်မောင်းလိုင်စဉ်ရွှေလက်ဆွတ်တကွင်းကို 2P7373 ရင်မောင်းအကူမှတင်ထားပြီးဖုန်းနဲ့ဆက်သွယ်လာကြောင်း ရိုးသားတဲ့စိတ်ကိုဂုံပြူပြီးပေးတဲ့ဂုံပြူငွေကိုတော့လက်မခံလို့မနေပေရကြောင်း။ယခုလိုခေချင်းနေကြီးတဲ့မှာအခုလိုမျိုးကိုကျင်တရားကောင်းတဲ့သူတွေရှိတာသိရလို့အတိုင်းမသိဝမ်းသာကြောင်းဇာရိတကောင်းတဲ့ရမောင်းကိုကိုလည်းဂုံပြူအပါကြောင်းဖြင့်ပဆန့်အေးကြံခဲ့သူအမျိုးသားရဲ့ဂုံပြူမှုကိုလူမှုကွန်ရက်မှာဖော်ပြထားတယ်လို့လည်းသိရှိရပါတယ်ရှင်။